င်္ဂလိပ်လိုတက္ကစီတစည်းကိုတားပြီးတော့စီးကြည့်အောင်အဲ့တော့ပထမဆုံးကဲခေါ်သွားပေးနိုင်မလားအရင်မေးလိုက်မယ်ပေါ့နော်မင်းကားကိုလေစိတ်ကိုခေါ်သွားပေးနိုင်မလား ကားကဘယ်လောက်လဲအဲ့နေရာရောက်ဖို့ဘယ်လောက်ကြာမလဲမင်းနည်းနည်းလေးမြန်မြန်ဒါမှမဟုတ်မင်းနည်းနည်းလေးနှင်းနှင်းသွားပြနိုင်မလားငါရှေ့ခုံမှာထိုင်လို့ရလားဟုတ်ပြီကဲအဲ့ဒါလေးတွေကိုပြောကြည့်အောင်နော်ကဲဒါကိုကိုယ့်အောင်ရင်စမ်းကြည့်မယ်ဆိုရင်စမ်းကြည့်လို့ရတယ်ဒီနေ့လက်ချာရဲ့မနေ့က lesson ကနည်းနည်းလေးလွယ်တယ်နောက်နေ့ဆိုတော့နည်းနည်းခက်ခဲတဲ့ vocabulary ကိုကြားရမယ်ဒီနေ့က vocabulary ထက်အသုံးလုံးပုံစံလေးကိုကြည့်ရင်လည်းရပြီဒါပေမဲ့ခြာရင်းမှထားဖို့တော့အလိုရယ်အဲ့ဒါမှ day 30 series အခြေခံခိုင်းမယ် this is lazy vocabulary ကြားမယ်ဆိုရင်အင်္ဂလိပ်စာစွမ်းရင်တိုးတက်ကောင်းမှုလာလိမ့်မယ်ကဲဟုတ်ပြီမင်းကောင်ကိုလေစိတ်ကိုခေါ်သွားပြနိုင်မလားလာမေကွန်းဖြစ် စ်တယ်ဆိုရင်ရှေ့အကူထောက်ရမယ်ဒါပေမဲ့9နဲ့ဆိုတာပါပြီးရောက်ရှေ့ပါထွက်လဲဆိုရင် can ထုတ်လိုက်တယ် can ပြီးရင် subject ပြီးအခုပြီးရင် subject လာမယ် subject ကလုံးမဲ့သူပေါ့ခေါ်ွားပြီးမှ mean ဆိုတော့ can you ဖြစ်သွားပြီပြီးလို့ရှိရင် verb လာမယ်ခေါ်သွားတာကိုကျတော့ဘယ်လိုခေါ်လဲဆိုရင် take လို့ခေါ်နော် can you take ဘယ်သူကိုလဲငါကိုဆိုတော့ me အဲ့တော့ can you take me နောက်ခေါ်သွားပြန်တယ်လေစိတ်ကိုဆိုတဲ့နေရာမှာလေစိတ်ဆိုတာနေရာဒါပေမဲ့မရောက်တည့်ရဲ့နေရာဆိုရင်ဒီလို to ဆိုတဲ့ရှေးရှူရပြတဲ့ preposition ကိုထည့်ရပါဘောเนาะ those ဆိုတဲ့ဟာလေးအဓိပ္ပာယ်ထွက်တယ်အဲ can you take me to လေးစိတ်ကိုဒါ to the airport လို့ခေါ်တယ်အဲ can you take me to the airport ဒီကောင်မှာ air ဆိုတာအာတန်မို့လို့ဒီကောင်ဒဲလို့မဆိုဘဲနဲ့ဒီလို့ဆိုရမယ်ဆိုတော့တော့ရှေ့ရရ30စီမှာတေချာလေးပြောခဲ့ပြီးပြီကားကဘလောက်လဲဗာမေကုန်းလေးလဲလဲမေကုန်းဆိုရင် wh မဟုတ်ရင် how နဲ့စရမယ်ဘလောက်လဲဆိုတာ how much နဲ့မေးရတယ်เนาะ how much ဒီနေရာမှာ verb မြုပ်ထားတယ်ဘလောက်ဖြစ်တယ်လဲဆိုရတာဒါလည်း ရှေ့ရအပုတ်ဒီမှာထပ်ခါထပ်ခါပြောထိုက်တာပေါ့ဖြစ်တည်ဆိုရင် MS တုံးမယ် how much is အဲဒါအဲကားကားစပယ်ဖြစ်ရင်စီးကားဖြစ်ရင်စီးကားတွေအင်္ဂလိပ်လိုပါလို့ဘယ်လိုခေါ်လဲဆိုတော့ fail လို့ခေါ်တယ်လေအဲဒီမှာကားတွေ taxi တွေမထက်တော့ how much is the fail ကားကားဘယ်လောက်လဲထိုးနေရရဖို့ဘယ်လောက်ကြာမလဲလဲမီကုန်းဖြစ်တယ်ဘယ်လောက်ကြာမလဲဆိုမေးကုန်းကပုံတိလေးမှတ်ထားမယ်အဲဒါပါလဲဆိုရင် how long does it take ရှိတယ် how long will it take ရှိတယ်ကြိုက်တာတော့ရတယ် how long will it take ဘာလို့ဖို့လဲရောက်ဖို့ရောက်တာကို get လို့ခေါ်တယ် ဖို့ရန်ရတာထူထုံးတယ်တို့ရန်ရတာလည်းထူထုံးတယ်ဆိုတော့ how long will it take to get to နေရာကိုဆိုတော့ there ပေါ့နော် how long will it take to get there မင်းနည်းနည်းမြန်မြန်နည်းနည်းသွားနိုင်မလားဘာမင်းကုန်းမဲ့လဲလာမင်းကုန်းဆိုတော့ရှေ့ဘာထုတ်လဲဆိုရင် can ထုတ်မယ် can mean subject လာမယ် can you သွားတာပါလဲဆိုရင် go ပေါ့နော်နည်းနည်းကိုဘယ်လိုလေးဆရာသုံးလဲဆိုရင် a bit လို့သုံးတယ်မြန်မြန်သွားလိမ့်ချင် a bit faster အဲ့တော့ can you go a bit faster မင်းနည်းနည်းမြန်မြန်သွားပြလို့ရမလားဒါမှမဟုတ်လဲ can you go a little a bit slower အမင်းနည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 ်းလေးသွားပြလို့ရမလားဒါဆိုရင်မြန်မြန်မဟုတ်လို့ရပြီနည်းနည်းမဟုတ်လို့ရပြီငါရှိပုံမှာထိုင်လို့ရလားဒါလွယ်တဲ့မိကွန်းနေပဲလာမိကွန်းဖြစ်တဲ့ရနိုင်လားဆိုရင်နိုင်ဆိုတဲ့ဘောတရားလေးမြှုပ်ထားတော့ခံမဲ့ထပ်သုံးမယ် subject ကကြာတော့ယူမပွဲလဲ i ဖြစ်သွားပြီခံနိုင်ပြီးရင် verb လာမယ်ထိုင်တာပါလဲဆိုရင် sit ရှေ့ခုံမှာအခုံပေါ်မှာဆိုပေမဲ့ဒီ front seat ဆိုတဲ့ဟိုအဲ့ဒီလို seat ဆိုတဲ့ခုံမှာကြာတော့ in လေးနဲ့သုံးပါလေ in the front seat ဲ့ဒါဘာဖြစ်သွားလဲဆိုရင် can i sit in the front seat ပြောပြမယ် can you take me to the airport how much is the fare how long will it take to get there can you go a bit faster ဒါမှမဟုတ် can you go a bit slower can i sit in the front seat ဒါဆိုရင်အဲဟိုတက္ကစီကြီးကိုတော့ငါးစီးတက်ပြီးတော့ဆရာအထင်ပြီးပေါ့နော်ကြားလုံးမဲ့ဆက်ပြီးကြိုးစားကြပါနေတိုင်းပုံမှန်လေးလေ့လာပြီးဆိုရင် level တစ်ခုတစ်ခုတက်လာပါလိမ့်မယ် fight တယ်မှာ